ကျွန်တော်အခုပြောချင်တာ Harvard Tech လို့ကပို့ချတဲ့ American Government Public Policy ဆိုတဲ့ certificate ကပေါ့ဒီတော့ပြောထားတာ Social Economics နဲ့ Foreign Policy အကြောင်းပေါ့နော်ဒီ certificate ကိုပို့ချတာက Professor Thomas Peterson Professor Thomas Peterson စပြီးတော့ပို့ချတာက American Revolutionary War American Independence War ပေါ့ အမေရိကန်တော်လိုင်းတိုက်ပွဲဒါမှမဟုတ်အမေရိကန်လွတ်လိုင်းတိုက်ပွဲပေါ့ဒီကနေစအကျွန်တော်ကအခုပြောချင်တာကကြတော့အမေရိကန်နဲ့စပြီးတော့အမေရိကန်ပြည်တော်စုစပြီးတော့အခြေအနေဖြစ်ပြီးပေါ်ထွန်းမယ်မေဖလာဟာဝတ်တင်မွားနေစရမှာလား ်ပြီးဖလာဝတ်တင်ဖို့ကဘယ်ကနေလာကလေးဆိုအင်္ဂလန်နိုင်ငံမှာ chat or အင်္ဂလန်ကိုပဲယုံကြည်ကိုးကွယ်ရမယ်ဆိုပြီးတော့ English ဘရင်တွေကနေပြီးတော့မိန့်ထုတ်လိုက်တဲ့အချိန်မှာလွတ်လပ်စွာ ship ခိုးပူဆောင်ခွင့်ရမယ်နေရာဖြစ်တဲ့ Netherlands ကိုဒီ English မိသားစုအုပ်စုတစုကထွက်သွားလိုက်တယ် Netherlands ထွက်သွားတာ1600နဲ့1600နဲ့8ခုနှစ်အဲ့ဒီ Netherlands နေမှာတစ်ဆင့်1600နဲ့ 20ခုနှစ်မှာသူတို့ကအတ္တလန္တစ်သမုဒ္ဒရာကိုဖြတ်ပြီးတော့အမေရိကဘက်ကိုဖက်လွှင့်ဖို့သူတို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါနဲ့ပဲသူတို့ကမေဖလာဝါတင်မောနဲ့အတ္တလန္တစ်သမုဒ္ဒရာကို10ဘတ်ကြာဖြတ်သန်းပြီးတော့အဆက်ချူးဆက်ပြည်နယ်ကိုရောက်လာခဲ့တယ်။ယောက်ျား84ယောက်နဲ့မိန်းမ28ယောက်စုစုပေါင်း100ယောက်လောက်ပေါင်ခဲ့တယ်။ခေါင်းဆောင်လုပ်တဲ့လူကတော့ Master Christopher Jones ဖြစ်တယ်။ ဒီအုပ်စုကနောက်ပိုင်းမှာအမေရိကန်ပြည်တော်စုကိုတီထောင်တဲ့အုပ်စုဖြစ်လာခဲ့အမေရိကန်ပြည်တော်စုကြီးပေါ်ထွန်းလာရခြင်းအကြောင်းရင်းကဘာသာရေးကြောင့်ဘာသာရေးကြောင့်အမေရိကန်ပြည်တော်စုကြီးပေါ်ထွန်းလာတယ်လို့ကျွန်တော်ပြောချင်တယ်အကြောင်းဘာသာရေးဘလော့အရေးကြီးလဲဆိုတာကိုအခုပထမပိုင်းမှာ Professor Thomas Peterson ကတင်ပြတာရှိတယ်ကျွန်တော်အခုပြောနေတဲ့စကားတွေအားလုံးက Harvard University ကပို့ချတဲ့ အမေရိကန်ဂါဗာမင်း public policy ဆိုတဲ့ certificate ကြီးအချက်လက်တွေပဲဖြစ်တယ်ဒါပေမဲ့အာဘော်ကတော့ကျွန်တော်ကိုယ်ပိုင်အာဘော်တယ်ပေါ့နော် Mr. Thomas Pedersen နဲ့အာဘော်ကြီးကတော့ကျွန်တော်ကဖယ်ထားခဲ့ပါတယ်လွတ်လပ်စွာပိုးကွယ်ခွင့်အတွက်အမေရိကတိုက်ကိုထွက်ခွာလာတဲ့တရားနှစ်ယောက်ပါဝင်တဲ့အုပ်စု Massachusetts ပြည်နယ်မှာစပြီးတော့ဖြေချအခြေချတဲ့အချိန်မှာသူတို့မှာလက်နက်ကောင်တွေပါလာတယ်ဒေတာကန်ဒေတာကန်တွေ Red Indian ခေါ်တာပေါ့ တို့ရောက်လာသူတို့မှာလက်နက်တွေပါတော့ဒေသခံအိန္ဒိယနေကိုသူတို့မှာပါတဲ့လူ100လောက်ပါတဲ့အုပ်စုလက်နက်ကောင်းအပြည့်စုံနေရအဲ့အနီးနောက်မှာရှိတဲ့ဒေသခံနေရစိုက်ပျိုးထားတဲ့နေရာတွေပါနေနေရာကောင်းတွေကိုသူတို့အကုန်လူယူလူယူပြီးသူတို့သူတို့ရဲ့အင်အားကိုတိဆောက်ခဲ့တော့ကွဲပြားမှုကပါလဲဆိုတော့ကက်သလစ်နဲ့ပရိုတက်စ်တဲ့အင်္ဂလန်နိုင်ငံမှာအဲ့ဒီချိန်ကဘရင်ကကိုးကွယ်တာကကက်သလစ်အမေရိကကိုပြေးလာတာကပရိုတက်စ်တဲ့အဲ့တော့ protesting တွေက England ဘရင်ရဲ့လက်အောက်ထဲမှာလွတ်လပ်စွာကိုယ်ပိုင်ခွင့်မရတဲ့အတွက် England နိုင်ငံကိုစွန့်ပြီးတော့ America တိုက်ကိုပြေးလာခဲ့တာ။ဒါပေမဲ့မကြခင်မှာပဲ English တပ်တွေကလည်း America တောက်တိုက်ကိုရောက်လာခဲ့တယ်။ရောက်လာခဲ့ပြီးတော့ဒီသူတို့ကပြန်ပြီး English တွေကိုအုပ်ချုပ်မှုကိုပြန်ခံရပြန်အောင်။အေးအဲ့ဒီလိုပြန်ခံရတဲ့အတွက်1985မှာ American Revolutionary War ဆိုတာပေါ်လာတယ်။ American တော်လှန်ရေးပေါ့။ အဲ့ပြောလိုက်ရင်မှာအမေရိကန်လူမျိုးတွေက protest ကိုကိုးကွယ်တဲ့လူတွေအုပ်စုကနောက်ကလိုက်လာတယ် English ရှစ်သားတွေကိုပြန်တိုက်ခိုက်တာအဲ့ရှစ်ပြေးလာ protest အဲလေသမားအလုပ်သမားတွေပေါ့နော်သူတို့ကပြန်ပြီးတော့အမှန်ကတော့လေ့ကျင့်ထားခြင်းရှိတဲ့စစ်သားတွေမဟုတ်ဘူးအရက်သားတွေကတင်းချာချာလေ့ကျင့်ထားတဲ့ English ဘယင်ရဲ့တက်ကြီးကိုသူတို့တိုက်ဖို့ပါတယ် English စစ်တပ်တွေနောက်ဆုတ်သွားတယ် အဲ့ဒီမှာအမေရိကန်နိုင်ငံအင်္ဂလိပ်တောက်ကနေလွတ်လိုက်ရင်ဟားလာခဲ့ဒါကဒီ certificate ဖြစ်ခဲ့မှာပါတယ်မဟုတ်ဘူးကျွန်တော်အပြင်ကပြောတာအခု certificate မှာစတာက1985ခုနှစ်မှာအမေရိကန်ပြည်တော်စုမှာလူဦးရေတုံးတမ်းပဲရှိအခုချိန်မှာအမေရိကန်ပြည်တော်စုမှာလူဦးရေတန်း300နဲ့25လောက်ရှိပါတယ်လူဦးရေဘယ်လိုတိုးလာတာလဲဘာကြောင့်တိုးလာတာလဲ 1985မှာလူကြီးရေ3တန်းပဲရှိတယ်အခုချိန်မှာအမေရိကန်ပြည်တော်အစမှာလူကြီးရေတန်း300နဲ့25တန်းရှိပရိုတက်စတင်နဲ့ကတ်သွလဲနှစ်ခုခြားတာမှုကြောင့်ဒီအမေရိကန်ပြည်တော်အစဖြစ်ပေါ်လာနောက်ပိုင်းမှာလည်းအမေရိကန်ပြည်တော်အစတွေမှာအခုအုပ်ချုပ်နေကြတာလေဒီပရိုတက်စတင်နဲ့ကတ်သွလဲနှစ်ခုကရှင်းပြရင်းအုပ်ချုပ်နေတာဖြစ်လို့ဘာသာရေးအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်အဲ့တော့အဲ့ပါ လူတွေကိုဘာကြောင့်လူဦးရေ1980လက်ငါမှာ3တန်းမရှိပြီတော့အခုချိန်မှာတန်း325တန်းထိရှိလာလဲဆိုတော့ protested ပုပ်စုကလူလူတွေကပြင်ပကလူတွေကိုဆွဲသွင်းလာခဲ့ဘာကြောင့်ဆွဲသွင်းလာလဲဆိုတော့ဒေတာကန်အိန္ဒိယနေရှိရဲ့အိန္ဒိယမှာပေါ်တာပေါ့ အသားမဲမဲလည်းမဟုတ်ဘူးနှခေါင်းရမ်းချုံချုံနေလည်းမဟုတ်ဘူးကျွန်တော်တို့လူမျိုးပဲမတိမ်မိမ်ချုံလဲလူလဲချုံနေအဲ့ဒီလူတွေကိုရဲ့အင်အားကသူတို့အင်အားတွေများတယ်သူတို့လူမျိုးအင်အားတွေများတယ် protesting ခိုင်းဝင်လူမျိုးအင်အားတွေပုံများတယ်ပုံများတော့သူတို့ကအဲ့မှာနိုင်ငံတိဆောက်ပြီးနေဖို့အတွက်ဆိုပြေမအင်အားတွေလို့ရဘာကြောင့်လဲဆိုတော့အဲ့ဒီဒေသခံတွေရဲ့ကိုနိုင်ဖို့အတွက်အဲ့ဒီဒေသခံတွေကိုမနိုင်ရင်သူတို့ကနိုင်ငံတိဆောက်လို့မရအောင်အဲ့ကြောင့်သူတို့ကပြင်ပအာဖရိကရော အရှိဥရောပါရောရှာတိုက်ခိုက်တိုက်ကောရသလောက်လူတွေကိုသူတို့ကပယ်တာပယ်ပြီးတော့ကျုံဖြစ်နေရောင်းစားသူတို့သူတို့စီမှာအလုံးလုံးပါသူတို့စီမှာအလုံးလုံးပါကျုံဖြစ်ဆိုတာလာတာမရဘူးဗျာကျုံစနစ်မှာအဲ့ကျုံကိုပိုင်ရှင်ကရောင်းလို့လည်းရတယ်တတ်ချင်အောင်တတ်ပလိုက်လို့ရအဲ့တော့လူလူချင်းတတော်ကိုတတော်မဆမနာပေါ့နော်အခွင့်အရေးတတော်ကောင်းဆက်ဆံတဲ့စနစ်ပေါ့အဲ့လိုစနစ်မျိုးကဥရောပ ကမ္ဘာတစ်ဝန်းမှာဖြစ်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကအဲ့လိုဂျွန်စနစ်ဆိုတာဘယ်တော့မှရှိခဲ့။ကျွန်တော်နိုင်ငံဘေးကထိုင်းနိုင်ငံမှာတော့မရှိခဲ့တယ်။အဲ့ဂျွန်စနစ်ဆိုရှိခဲ့တယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံတော်တော်လေးကိုကန်ကောင်းပြီးတော်တော်လေးကိုယဉ်ကျေးခဲ့နိုင်ငံပြောရအောင်။အဲ့တော့အဲ့ဒီလူတွေကိုဆွဲသွင်းလာ။ဘာလို့ဆွဲသွင်းခဲ့တာလဲဆိုတော့အဲ့ဒီဒေတာကန် Red Indian တွေကိုနိုင်အောင်လို့ဆွဲသွင်းနိုင်အောင်လို့ဒေတာကန်နော် native citizen native citizen ကိုပြင်ပကနိုင်ငံသားသားတွေရနိုင်အောင်လို့နိုင်ငံသားကိုခေါ်ထည့်တာကျွန်တော်ပြောပါတော့ကျွန်တော်တို့နိုင်ငံကိုပြင်တဲ့လူမျိုးတွေကိုဖျက်ဆီးခြင်းနဲ့အစိုးရကျွန်တော်တို့ကအခုရွေးကောက်ပွဲတွေနဲ့ရွေးချယ်ပြီးတော့အရွေးမှားခဲ့ရင်အရွေးမခံခင်ကမျက်နှာတစ်မျိုးပေါ့ဗျာအပြောဆိုတာတစ်မျိုးသူတို့အာဏာရောက်သွားပြီးကျွန်တော်တို့ကရွေးချယ်လိုက်တဲ့လူတွေကဘာမှပြန်မလုပ်နိုင်တဲ့အချိန်မှာ လောက်တဲ့လောက်ရတရားတမျိုးအဲ့ဒီလိုဖြစ်လာခဲ့ရင်ကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးမဲ့လူတွေကဒီနည်းနဲ့ဖျက်ဆီးနိုင်တယ်ကျွန်တော်မြင်အောင်အခုပြောမှာအဲ့တော့အဲ့ native citizen တွေဖြစ်တဲ့ red indian တွေရဲ့အင်အားများနေတယ်သူတို့အစ်စ်ထောက်ဝင်လာတဲ့အဲ့ဒီ protest တဲ့လူပြူအင်အားနေပြီးတော့တခြားနိုင်ငံတွေတခြားဒေသတွေရသည်မဘာလူဖြစ်ဖြစ်ဘာဖြစ်ဖြစ်အကုန်ဆွတ်သွင်းလာအဲ့လိုဆွတ်သွင်းတဲ့အမေရိကန်လူအီးကများလာပြီးတော့ ဲ့ဒေသခံမူရင်းတိုင်းသားတွေကအဲ့ဒီ protesting လူမျိုးတွေအုပ်စုဘလို့မရှင်းနိုင်တော့အဲ့ဒီဒေသခံမူရင်းတိုင်းသားတွေလည်းသူတို့ကသူတို့ကလူစင်းမဆိုရင်အဲ့ဒီဒေသခံမူရင်းတိုင်းသားတွေရဲ့ခုတ်ထားတဲ့တတော်တွေကိုခုတ်ပြီးတော့စိုက်ပျိုးမြေတွေပိုင်းလောက်ထားရအောင်ဒီကောင်တွေကဒီလူမျိုးတွေအုပ်စုကဝင်ပြီးတော့လက်လက်နေနဲ့ပြက်ပြက်ပြီးတိုက်လူမျိုးတွေမှာတနတ်တွေရှိတယ်အဲ့ဒီဒေသခံအိန္ဒိယနေမှာ၄နှစ်မြောက်လောက်ရှိတယ် ဒေတာကရိုက်အင်ဒီအန်နေရသူတို့ရဲ့ site ပြုံးမြေတွေကိုပြစ်ထားခဲ့ပြီးတောထဲကိုပဲဝင်ဝင်ပြေးရဝင်ပြေးလိုက်တောထဲထဲမှာပြန်လောက်လိုက်အဲ့ site ပြုံးမြေတွေဖြစ်အောင်ခုတ်ထွင်ရှင်းလင်းပြီးသူတို့ site ပြုံးလိုက်ဒီလူလူတွေရဲ့ live ပြန်ယူလိုက်ဒီလိုနဲ့ပဲအဲ့လိုနဲ့နေခဲ့ရအဲ့လိုနိုင်အောင်လဲသူတို့ကပြင်ပလူတွေကိုခေါ်သိမ်းပြီးလူပြိုတွေပြင်ပဝင်လာတဲ့လူတွေကဒီလူလူတွေတပတ်ခံရတာတိုင်းသားတွေမူရင်းတိုင်းသားတွေကဘလို့မှအဲ့နိုင်ငံသားတွေကိုမဆင်နိုင်တော့ဘူးကျွန်တော်တို့ရော ျွန်တော်တို့မူရင်းတိုင်းရင်းသားတွေကအဲ့ဒီအပြင်ကဝင်လာတဲ့နိုင်ငံသားတွေကိုဘလို့မှမရှင်းနိုင်ပြန်နဲ့အဲ့ဒီပြင်ပကဝင်လာတဲ့နိုင်ငံသားတွေကပဲကျွန်တော်တို့မူရင်းတိုင်းရင်းသားပိုင်ဆိုင်နေထိုင်ခဲ့တဲ့နေမျိုးတွေကိုလူရက်မယ်ကျွန်တော်တို့ရဲ့အကျိုးစီးပွားတွေကိုယူငဲ့မယ်ကျွန်တော်တို့ကသူတို့ဘာမှပြန်မလုပ်နိုင်တဲ့အခြေအနေရောက်သွားရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြအဲ့တော့ကျွန်တော်နိုင်ငံတွေကိုနိုင်ငံသားသားကိုအလွယ်တကူဆွဲသွင်းခြင်းနဲ့ နိုင်ငံရေးသမားတွေကိုကျွန်တော်တို့လက်ခံနေသလားလက်မခံနေဘူးလားအဲ့ဒါဆင်းလာအဲ့တော့ကျွန်တော်တို့တမိုင်းမှာဘယ်သူတွေကကျွန်တော်တို့နိုင်ငံတွေကိုနိုင်ငံသားတွေဆွဲသွင်းခဲ့တယ်လဲဒီတော့ကတော့ကျွန်တော်နိုင်ငံတွေကိုတမင်တကာဆွဲသွင်းခဲ့တာဆိုလို့ဗြိတိရှားတပ်တွေရှိတယ်ဗြိတိရှားအင်္ဂလိပ်တပ်တွေကခေါ်သွင်းခဲ့တယ်အကုန်လုံးနိုင်ငံသားအကုန်လုံးခေါ်သွင်းခဲ့ဘာလို့ခေါ်သွင်းခဲ့တာအဲ့ကျွန်တော်တို့တိုင်းရင်းသားတွေကိုသူတို့ကအတုံးမပြုတ်ကြဘူးဘေးဖယ်တာအရင်မပါတော့လို့သူတို့ခေါ်သွင်းတဲ့လူတွေအမေရိကန်ပြည်တော်စုမှာဖြစ်လာဖို့အဲ့လိုလုပ်ခဲ့တယ်လို့ ပြင်ပလူတွေကိုဆွဲသွင်းတာအကုန်လုံးတရုတ်တွေရောကလားတွေရောအကုန်လာခဲ့ကျွန်တော်တို့တိုင်းရင်းသားတွေကိုနေရာမပေးဘူးအလုံးမပေးဘူးစစ်တပ်ထဲမှာဆိုလည်းဒီလိုပဲအိန္ဒိယစစ်သားတွေပဲခတ်မယ်ကျွန်တော်တို့ကျွန်တော်တို့တိုင်းရင်းသားတွေကိုမခတ်ဘူးဥပမာကျွန်တော်တို့ဘာမှလူမျိုးတွေစစ်သားဖြစ်နေမခတ်ဘူးစစ်ပြည်တော်သိမ်းမပေးဘူးဟေးအဲ့လိုမျိုးလောက်ခဲ့နောက်ပြီးတော့ကျွန်တော်တို့မြန်မာပြည်နေလက်ထက်မှာကြတော့ဒုက္ခတွေကိုကယ်ဆယ်တာပေါ့ဗျာအာရကုံတွေ တင်ဖို့နေတယ်သူတို့အကုန်ကူးကြတဲ့ခါတော့သူတို့ကကုန်တယ်ဆိုပေမဲ့စစ်သားရည်လားဟုတ်တယ်သူတို့တင်ဖို့နေမှာလက်နက်ကင်ကြီးပါတယ်ပါတော့တချို့နေရာတွေမှာသူတို့ကဝင်ဝက်ပြီးအနိုင်ကျင့်ပြီးတော့နေတယ်တချို့ဒေတာကံဘီရင်တွေကလည်းသူတို့နဲ့ကုန်သွယ်ရေးလုပ်ချင်သူတို့ဆီပစ္စည်းရောင်းချင်တယ်သူတို့ဆီမှာပါတဲ့ပစ္စည်းလေးဝယ်ချင်တော့သူတို့လက်ခံပြီးကုန်သွယ်ရေးစခန်းလို့ပါတော့ဘောနော်လှုပ်ပေးထားတော့ဒီဒီဒေတာတွေအကုန်လုံးပဲဒီမှာအိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့တီတီလင်္ကာအကုန်လုံးတက်ရောက်တော့ဒီပင်လယ်ကမ်းခြေတစ်လျှောက်ဒေတာတွေမှာဒီမွတ်စလင်တွေရဲ့ อิสลามဘာသာဝင်အာရတ်တွေရဲ့အခြေစိုက်စခန်းတွေဖြစ်လာတချို့ဘုရင်တွေဆိုသူတို့အိုက်ဒေတာရေဟိုတော့ပေးပေးပြီးတော့အုတ်ချုပ်ရေးရေးအာနာကိုပေးထားတယ်ဆိုလိုတာအုတ်ချုပ်တဲ့အရာရှိအောင်မသူတို့ကဖြစ်နေတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလက်ဒီလိုမျိုးသူတို့ဝင်ပြီးတော့စုံမှုခဲ့တာရှိတယ်အဲ့မှာမော်စလင်တွေကဘယ်အားလာတယ်လဲဆိုတော့အဲ့မှာတင်းမောပြတာရခိုင်ဘက်မှာတင်းမောတွေပြတာခဏခဏမုတ်တိုင်းကြပါကြညာကြအိုက်ဒေတာမှာဖြစ်တာဟိုသူတို့သူတို့ကုန်တင်းမောတွေအဲ့ကုန်တင်းကုန်တယ်တွေကတင်းမောတွေအဲ့မှာပြတ်ကြ ပြတ်ကြတာကတော့အဲ့ဒီကအာရက်တွေကိုကျွန်တော်တို့ကပြောကဲတယ်လားကဲတယ်ပြီးကျွန်တော်တို့ဘယင်နေကိုယ်တိုင်ကဘယ်မျိုးပါဘယ်မျိုးပါဘယ်နှစ်ယောက်ဘယ်နှစ်ယောက်ပေါ့အဲ့လိုခွဲပြီးနေရာဖြတ်ပြီးတော့ချပေးခဲ့တာရှင်အဲ့ကြောင့်ကျွန်တော်တို့ဒီဒေတာတွေမှာကျွန်တော်တို့မြန်မာနိုင်ငံတဝမ်းပေါ့နော်ရန်ကုန်ကနေမန္တလေးနဲ့ကြားထဲမှာမြို့တိုင်းလူလုံးမှာမွတ်စလင်တွေရှိတယ်မွတ်စလင်ဗလီတွေရှိတယ်ရန်ကရေရရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့တနိုင်ငံလုံးအပြတ်ရှိတယ်အနှတ်ရှိတယ်အနှတ်ရှိဒါကကျွန်တော်တို့နိုင်ငံအစိုးရတွေကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အများစုနေတဲ့နိုင်ငံသားတွေရဲ့သဘောကောက်ဖို့သူတို့မွတ်စလင်တွေအုပ်ချုပ်တဲ့နိုင်ငံတွေမှာအုပ်ဆိုးတဲ့နိုင်ငံတွေမှာအဲ့လိုသွားလို့ရင်တော့ရမလားမရလားမသိဘူးဒါပေမဲ့ကျွန်တော်သိတာကကျွန်တော်ငယ်ငယ်ကမွတ်စလင်တွေအုပ်စုတွေမှာနေဘူးတယ်မွတ်စလင်ရက်ွက်ထားမှာကျွန်တော်တို့ဘာလို့ရင်လှုပ်ပြမီးဖင်လို့ရင်လှုပ်ပြမီးခေါင်းလို့ရင်လှုပ်ပန်းပြီဆိုတော့ကျွန်တော်တို့အချင်းကျွန်တော်တို့ဝိုင်းပြဿနာရှာတယ်ဝိုင်းပြဿနာရှာတယ်မွတ်စလင်ကလေးတွေကကျွန်တော်တို့ကလေးကလေးချင်းကို အခုကျွန်တော်ကြားတာဟိုရန်ကုန်တို့ဘာတော့မှအရင်ကတော့မြန်မာတိုင်းသားနေရလားသူတို့မွတ်စလင်တွေစနေလာတယ်ပြီးရင်သူတို့အုပ်စုသူတို့ရှိတဲ့နေရာမှာသူတို့ထပ်စုလာတယ်စုပြီးရင်သူတို့အင်အားများလာရင်ကျွန်တော်တို့ကသူတို့ကြားထဲမှာနေလို့မရအောင်သူတို့အနောက်ရှက်ပေးရဆိုပြီးတော့လဲကျွန်တော်ရတယ်ဒါကတော့ကျွန်တော်ကိုဖြစ်မဟုတ်ကျွန်တော်ကိုတွေ့ရတော့ကျွန်တော်ငငယ်ကကျောင်းမှာဒီမွတ်စလင်တွေတခြားဘာသာဝင်တွေအတူကျွန်တော်ချစ်ချစ်ခင်ခင်နေခဲ့ပေးမယ်လေမွတ်စလင်ရက်ွက်ထဲမှာတစ်နှစ်လောက်ငငယ်ကနေခဲ့ဘူးလေအဲ့ဒီအချိန်မှာခလေးပေါ်အောင် တော်တို့ခလေးခလေးချင်းကိုဒီမွတ်စလင်ခလေးတွေကတတော်နှောက်ရက်ကျွန်တော်တို့ဗုဒ္ဓဘာသာဆိုပြီးတော့သူတို့တွေမှာ क्वे ပြမှုသူတို့လည်းမကောင်းကျွန်တော်တို့ဗုဒ္ဓဘာသာခလေးတွေထဲမှာဒါသူတို့လာကစားလို့ရသူတို့တွေမှာကျွန်တော်တို့သွားကစားလို့မရဘူးအဲ့တော့ကျွန်တော်ယုံကြည်တာကကျွန်တော်တို့ကမွတ်စလင်ရက်ွက်တွေထဲမှာကျွန်တော်တို့ဗမာအိမ်တခြားတိုင်းရင်းသားလူမျိုးအိမ်တအိမ်နှစ်အိမ်လောက်သွားနေလို့အဆင်မပြေဘူးလို့ကျွန်တော်အခုချိန်ဒီအခုချိန်ဒီရောက်တယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းရင်းသားတွေအားလုံးကကျွန်တော်နိုင်ငံမှာသိုးရအောင်ပုံကန်နေတဲ့လက်နက်ကင်ပုံကြီးအများကြီးပဲ ကျွန်တော်တို့ဗမာလူမျိုးကြတော့သူတို့ကြံဖန်ပြီးတတ်မယ်ဖြတ်မယ်ဘာမှအပြစ်မရှိပြန်တော့မှထောက်လိုင်းရေးဆိုပြီးတော့ဖန်ပြီးရိုက်တယ်ဒီမွတ်စလင်တွေကြတော့သူတို့ကအခွင့်အရေးပေးတာလုံးဝမွတ်စလင်လုံးချင်တယ်လို့မြန်မာနိုင်ငံတနိုင်ငံလုံးပါဘယ်လက်နက်ကင်တက်ခွဲနေမြန်မာဖြစ်ဖြစ်မွတ်စလင်တွေလုံးချင်တာလုံးခွင့်ရှိအဲ့ရောအဲ့လိုတွေဖြစ်တဲ့လားကျွန်တော်တို့စဉ်းစားအဲ့လိုတွေဖြစ်တဲ့လားအဲ့ကြောင့်ကျွန်တော်တို့နိုင်ငံတွေကိုဝင်တဲ့အဲ့နိုင်ငံသားတွေဝင်လာတဲ့ဒီနှစ်နှစ်ရှိတယ် ဘလို့မှမလွဲမရှောင်နိုင်တာပဲကျွန်တော်တို့ကိုလိုနီခက်မှာခေါ်သွင်းလာလို့အဲ့နိုင်ငံသားတွေဝင်လာပြောရင်ကလာပေါင်းဆုံးတို့ဝင်လာတယ်တရုတ်လိုဝင်လာခဲ့တယ်ဆိုလိုနိုင်ငံသားတွေဝင်လာခဲ့တယ်ဒုတိယအနေနဲ့သူတို့ဒုက္ခရောက်လို့ကျွန်တော်တို့ကကယ်ဆယ်တဲ့အနေနဲ့ကျွန်တော်တို့မြန်မာဘရင်တွေကခေါ်ထားတာခေါ်ထားတာခေါ်ထားပြီးကျွန်တော်တို့မြန်မာဘရင်တွေရဲ့တတ်နေတယ်မှာလေ40တော့တတ်လို့ပါတော့အဖြစ်နဲ့ခေါ်သုံးတယ်ခေါ်သုံးတော့ကျွန်တော်တို့ကသူတို့ကိုတားအနေနဲ့တန်းလို့တိုင်းရင်းသားကတ်ကြီးကျွန်တော်ထုတ်ပေးတာရှိတယ်သူတို့ဒါပေမဲ့အဲ့ဒီကိစ္စတွေကမထုတ်ပေးတဲ့ သူကနိုင်ငံသားနိုင်ငံသားကနိုင်ငံသားကမြန်မာနိုင်ငံမှာနေထိုင်ခွင့်ရှိရမှာမှန်တယ်ဒီလိုခွဲခြားပြီးထုတ်ပေးတယ်ဘာလို့လဲအမေရိကန်ပြည်တော်စုမှာကြားတဲ့မိန်းမတော်ခွဲခြားထားတယ်ကြောက်ကြတဲ့မိန်းမအခွင့်အရေးမတူဘူးနော်အဲ့ထက်အသက်ဝင်လာတဲ့နိုင်ငံသားဝင်လာတဲ့လူတွေသူတို့အမေရိကန်ဒီမိုကရေစီမှာမဲမိပါမဖြစ်ဘူးအရင်ကလူမဲတွေ1960လောက်ထိကိုလူပြူလူမဲခွဲခြားမှုရှိတယ်ပြသမှာခွဲခြားထားတယ်ပြင်းရင်ဒေသခံတွေ ပြင်ပဝင်လာနိုင်ဒါသားနဲ့အခွင့်အတူတူပေးအောင်ထားဆိုတော့အမေရိကန်ပြည်တော်စုမှနေတဲ့လူပြူတွေ protesting တွေကပင်ရင်ဒေသခံတော့မဟုတ်ဘူးအမှန်တကယ်ပင်ရင်ဒေသခံက red indian တွေအဲ့ red indian တွေကိုသူတို့ကနှိုက်ကလိုက်ပြီးရနောက်မှာစုံလိုက်ပါလို့သူတို့ကပင်ရင်ဒေသခံလို့လို့ပဲထားလိုက်ပါတော့သူတို့ကလူပြူတွေကအဲ့မှာအမေရိကရဲ့ပိုင်ရှင်လို့ဖြစ်သွားတယ်ပိုင်ရှင်ကထောက်ဝင်လာတဲ့ထောက်ဝင်လာတဲ့ဧည့်သည်တွေပေါ့ဧည့်သည်ဆိုတော့သားအရင်ကမွေးစားသားတွေကိုတန်းနေယူအခွင့်ပေးမထားဘူး ေးတော့အဲ့မဲပေးပန်ကွင်းတို့ရွေးချယ်တင်မဲ့ပန်ကွင်းတို့ဆိုဆိုတော့မှခွဲကြတာရှိကြည့်တယ်ကျွန်တော်နိုင်ငံမှာကြာသူတို့အကုန်လုံးတန်းတူပေးထားတယ်ညာကဲ2000လဲ16ခုနှစ်ရွေးကောက်ပွဲတော့မှအဲ့ဒီမွတ်စလင်အမတ်တွေဘလောက်တော့ပါသွားလဲကြည့်မွတ်စလင်အမတ်တွေအများကြီးပါသွားတယ်အဲ့2016ဒီဘက်ဒီမိုကရက်အစိုးရမှာကျွန်တော်ရဲ့အနောက်ဘက်မှာရှိတဲ့မွတ်စလင်တကောက်ဖွဲ့ပြလိုက်တယ်လုံးဝ ်မောစင်တကားကိုဖွင့်ပေးလိုက်ကဲနိုင်ငံသားပါဟုခလေးတငယ်ဟုမွေးစားပိုင်ခွင့်ဆို16နှစ်အောက်ဆိုရင်ဒါခလေးလို့တတ်မှာလေအဲ့တော့16နှစ်18နှစ်ကိုခေါ်သွင်းလို့ရပြီကဲမြန်မာနိုင်ငံလေခေါ်သွင်းပြီးမွေးစားပိုင်ခွင့်သူတို့ကမြန်မာနိုင်ငံသားဖြစ်သွားရင်ထပ်ပြီးသူတို့ကထပ်ပြီးခေါ်ဦးမယ်ဆိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့လူကြီးတန်း190လောက်ကထဲက3ပုံတစ်ပုံလောက်ကျွန်တော်တို့ဝင်လာရင်လေကျွန်တော်လူကြီးနဲ့ညီပါကြီးသူတို့ မော်စလင်လူဦးရေနဲ့ကျွန်တော်တို့ဒေတာကန်လူဦးရေနဲ့ညီသွားပြီအဲ့ဒီအရင်ကသူတို့ကထပ်ပွားလုံးနဲ့ကျွန်တော်တို့ဒေတာကန်တွေရဲ့ထပ်ပွားလုံးကတော်တော်ရွချာနာအဲ့ပွားလုံးမလူတဲ့အချိန်ရေရှင်မှာအဲ့မော်စလင်လူဦးရေများပြီးတော့ကျွန်တော်တို့ဒေတာကန်135မျိုးသောလူဦးရေနဲ့ဝိုင်းအဲ့မော်စလင်တွေကကျွန်တော်တို့ဒီရင်ထားမထင်လားအဲ့မော်စလင်တွေကသူတို့မော်စလင်ဘာဝင်ဖြစ်အစ္စလာမ်ဘာသာဝင်ဖြစ်ကျွန်တော်တို့အတင်းထဲမှာမဝင်ဘူးလား မဝင်တတ်တယ်ကွာဆိုရင်လည်းပဲနှီးမှာအတိတ်သမိုင်းမှာနှီးခဲ့တယ်အကုန်လုံးဥပမာအင်ဒိုနီးရှားတို့ဘာလို့အကုန်လုံးပဲသူတို့ကအဲ့ဒီလိုလုပ်ခဲ့လို့မွတ်စလင်ဘာသာကဒီလောက်ထိကျယ်ပြန့်ကျွန်တော်ဆိုလို့ကဘယ်ဘာသာကောင်းတယ်မကောင်းတယ်ကျွန်တော်မဆိုဘူးတခုရှိတာလွတ်လပ်စွာကိုယ်ပဲယုံကြည်မှုကိုယ်ကိုယ်ကကျွန်တော်ကိုယ်ကမယ်မကိုယ်ကွယ်ခြင်းမကိုယ်ကွယ်ဘူးဒါပဲသူများကိုယ်ကွယ်တာရောလေမထိခိုင်းနဲ့ကိုယ်လည်းကိုယ်ကွယ်တယ်ကိုယ်ကွယ်ခြင်းတာကိုယ်ကွယ်သူကဒီလိုမဟုတ်ဘူးကျွန်တော်မကိုယ်ကွယ်ခြင်း ်ဘာလို့ဆိုတော့ဓာိုင်ပို့ပြီးအတင်းကိုကိုရမယ်ဆိုတော့ကျွန်တော်ချိန်မှာလူတယောက်ကိုလည်းပဲဖြတ်သက်ပြလိုက်တယ်မကိုကိုွယ်လို့မကိုကိုွယ်ပါဘူးဆိုတော့ကျွန်တော်ကကျွန်တော်လည်းပဲအဖြတ်မခံကြရတော့အင်းကိုကိုွယ်ပါလေဆိုပြီးတော့ကိုကိုွယ်အောင်ဒီကြားတဲ့သူတို့ကရုပ်ထုတွေဖြတ်စီတယ်အစ္စလာမ်ရဲ့ပထမဆုံးအစပါပဲမုဟမ္မဒ်ကသူ့စစ်သားတပေါင်းကျော်နဲ့မကဟောက်လာပြီးတော့သူများတကကိုကိုွယ်တဲ့ရုပ်ထုပေါင်း360ကိုဖြတ်စီသွားတယ်သူ့တပ်တွေဝင်လာတော့တခြားလူထုတွေကထွက်ပြေးသွားကြောက်လို့ထွက်ပြေးသွားလို့သူ့ ူတို့လူတော့မတက်လိုက်ဘူးပေါ့ဒါပေမဲ့သူများရုပ်စုတွေအကုန်လုံးဖျက်ဆီးသွားအဲ့လိုဖျက်ဆီးသွားတာဘယ်သူတွေကိုယ်ပွဲရုပ်စုတွေလို့ထင်လဲကဲမွတ်စလင်ဘာသာနဲ့ခရစ်ယာန်ဘာသာအတူတူပဲညီကိုပဲဖျားသခင်အတူတူပဲတမန်တော်ချင်းပဲကွဲတယ်အဲ့ကြောင့်အဲ့ဒီနေရာမှာကိုယ်ပွဲထားတဲ့ရုပ်ထုတွေကခရစ်ယာန်ဘာသာရဲ့ရုပ်ထုတွေတော့မဟုတ်တော့ဘူးဘာလို့လဲဆိုတော့ခရစ်ယာန်ဘာသာလည်းရုပ်ထုမကိုယ်ပွဲအဲ့ခရစ်ယာန်ဘာသာလည်းရုပ်ထုမကိုယ်ပွဲဘူး အစ္စလာမ်ဘာသာရုပ်စုမပိုးခဲ့ဘူးဆိုတော့အဲ့ဒီမက္ကာမှာရှိနေတဲ့ရုပ်စုအစ္စလာမ်ဘာသာဝင်စစ်တပ်ကဖျက်ဆီးပလိုက်တဲ့ရုပ်စုပေါင်း360 000ဘယ်သူတွေပိုးခဲ့တဲ့ရုပ်စုလဲဘယ်ဘာသာဝင်တွေပိုးခဲ့တဲ့ရုပ်စုလဲဆိုစဉ်းစားကြည့်အောင်အော်ကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာကလွန်ခဲ့တဲ့နှစ်ပေါင်းပေါင်း2500လောက်နေဖြစ်လာအခုခရစ်ယာန်ကနှစ်ပေါင်း2000ကျော်မှဖြစ်လာအစ္စလာမ်ဘာသာကခရစ်ယာန်ဘာသာနဲ့အနောက်ကျပြီးမှဖြစ်လာအဲ့တော့ သူတို့ဖြတ်စည်းစရာရှိအစ္စလာမ်ဘာသာဖြတ်စည်းစရာရှိရင်ဘသူရည်ရဲ့ရုပ်ထုတွေကိုဖြတ်စည်းမယ်ခရစ်ယာန်ဘာသာရဲ့ရုပ်ထုကိုဖြတ်စည်းမှာပေါ့သူ့အရင်ကိုးကွယ်တာဒါပေမဲ့ခရစ်ယာန်ဘာသာရဲ့ရုပ်ထုမကိုးကွယ်ဘူးဆိုတော့သူ့ရှေ့မှာရှိတာဘာဘာသာကြီးရှိဟိတုဘာသာဒါမှမဟုတ်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာရဲ့ရုပ်ထုတွေသူဖြတ်စည်းမှာပေါ့ဟုတ်တယ်အဲ့တော့အဲ့ဒီအချိန်တော့အစ္စလာမ်ဘာသာကဖြတ်စည်းခဲ့တဲ့ရုပ်ထုပေါင်း360မကဖြတ်စည်းခဲ့တာက ဖြစ်နိုင်ခြင်းများတာကဗုဒ္ဓဘာသာရဲ့ရုပ်ထုတွေဒါမှမဟုတ်ရင်ဟိန္ဒူဘာသာရဲ့ရုပ်ထုတွေဒီနှစ်ခုလုံးဖြစ်နိုင်အဲ့တော့ဒီမက္ကာမြို့ကဒီခရစ်ယာန်တွေမွတ်စလင်ဘာသာတွေမဖြတ်စည်းခင်ကဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာတွေထွန်ကားခဲ့တယ်လို့ကျွန်တော်ယူဆမြောက်လားဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာနေမယ်အရင်တော့ဗုဒ္ဓဘာသာဟိန္ဒူဘာသာတွေထွန်းကားရတဲ့ကဲတဲ့ကျွန်တော်ဒီမှာဘုအေရှာတို့ဒီမှာအာဖဂန်နစ္စတန်တို့ဘာစတန်ညာစတန်တို့အိန္ဒိယနိုင်ငံမြောက်ပိုင်း အင်ဒိုနီးရှားဖိလစ်ပိုင်အကုန်လုံးပဲတကမာလုံးပြန့်နှံ့နေတဲ့နေရာမှာဒီဗုဒ္ဓဘာသာနိုင်ငံတွေအများစုမှာအများလုံးဝင်ပြီးတော့နေရာယူရတဲ့မော့စလင်အဲ့တော့ဒီမော့စလင်ဘာသာဝင်တွေလာကျွန်တော်တို့နိုင်ငံထဲကိုဝင်ခွင့်ပေးလိုက်လို့သူတို့လူကြီးတွေများလိုက်ကျွန်တော်တို့တိုင်းရင်းသားတွေမှာဗုဒ္ဓဘာသာတွေဒီတိုင်းပါဘူးအစ္စလမ်ဘာသာတွေကိုဝင်ရင်ဝင်ဟာလာကျွန်တော်တို့ကသူမော့စလင်ဖြစ်ရင်ဖြစ်မဖြစ်ရင်ဖလေဆိုပြီးသူတို့လောက်ပါအဲ့လိုလုပ်မယ်ဆိုရင် ကျွန်တော်နိုင်ငံမှာရှိတဲ့အခုရှိနေတဲ့ကျွန်တော်ယဉ်ကျေးမှုတွေဖျားပထိုးတွေအကုန်လုံးဖြုတ်ပါအကုန်ဖြတ်ပါဆိုတော့အဲ့ဒီလိုမဖြစ်အောင်ကျွန်တော်တို့ကဒီလူဝင်မှုကိုတင်းတင်းကြပ်ကြပ်မလုပ်သင့်ပါအမေရိကန်ပြည်တော်စုကလောက်တယ်လို့ပြောကျွန်တော်ကလူတွေအလဲတကူလာခဲ့လာခဲ့လာခဲ့ဆိုပြီးကျွန်တော်တို့ခေါ်ကြအကြောင်းရှိအချို့အစိုးရတွေကအဲ့အမေရိကန်တက်ကလို့တွေကနေသူတို့ကပြင်လာနေတယ်ပေါ့အဲ့မြင်ပေးလိုက်တဲ့ပရိုဖက်ဆာတွေအာပေါ်တိုင်းသူတို့ကဒီမှာမြန်မာနိုင်ငံမှာလာလောက် လာလာတော့အဲ့လိုပေါက်ကြရမြန်မာနိုင်ငံနဲ့မလိုက်ဖက်တဲ့အချိုးမပြာတွေကိုသူတို့ကလုံပါလုံပါဆိုတော့အဲ့ဒီအနောက်တိုင်းပညာတတ်ပါတယ်ဟိုနိုင်ငံခြားတက်ကလောကဘွဲ့ရပါတယ်ဆိုတော့လူတွေတိုင်းကိုကျွန်တော်ကအထင်ကြီးစရာမလိုဘူးသူတို့အထင်ကြီးပြီးမဲပေးစရာမလိုဘူးဘာလို့ဆိုတော့အဲ့နိုင်ငံခြားတိုင်းပြည်တွေကတက်ကလောတွေကပင်လိုက်တဲ့အရာတွေအကြောင်းအရာတော့ဒီအကြောင်းအရာပဲအခုကျွန်တော်ပြောနေတာဒီနိုင်ငံခြားတိုင်းပြည်ကဟာဘတ်တက်ကလောကအကြောင်းအရာတွေပဲပင်ပေးတဲ့အကြောင်းအရာကိုပဲပြောတာကျွန်တော် ဒါပေမဲ့ Professor Thomas Peterson ရဲ့အာပေါ်နဲ့အခုကျွန်တော်ပြောနေတဲ့အာပေါ်နဲ့မတူဘူးမတူဘူးစိုက်ချင်ပဲဖြစ်နေမယ်အော်ကျွန်တော်နိုင်ငံရဲ့အခြေခံနဲ့အဲ့အမေရိကန်ပြည်တော်စုရဲ့အခြေခံနဲ့ကမတူဘူးအဲ့ဒါကြောင့်အမေရိကန်ပြည်တော်စုကဒီလူဝင်မှုကိုလွယ်လွယ်ကူကူနဲ့သူတို့ရဲ့မူရင်းဒေသခံရဲ့အင်ဒီယန်တွေကိုနှိတ်ကုပ်ဖို့အတွက်နိုင်ငံသားတွေကိုဆွဲသွင်းလိုက်ကျွန်တော်တို့ကနိုင်ငံသားတွေကိုအလွယ်တကူလက်ခံပြအကြောင်းဖြစ်ဘူးအဲ့တော့ 2016ဒီဘက်ဒီမိုကရက်အစိုးရကဘာလုပ်သွားသလဲဆိုတော့သူသဖြင့်နိုင်ငံသားတွေကိုအလွဲတကူမြန်မာနိုင်ငံထဲကိုဝင်လို့ရအောင်လုပ်ပေးသွားတယ်။နောက်သူတို့ကပြဿနာတစ်ခုခုကြောင်းပေါ့ဥပမာရာသီဥတုအခြေအနေကြောင်းအဆိုးရွားမှုတစ်ခုခုကြောင်းပေါ့နေထိုင်လို့မရရင်မြန်မာနိုင်ငံထဲမှာလာနေလို့ရတယ်ဆိုတဲ့စာချုပ်မျိုးတွေပေါ့နော်။အဲ့စာချုပ်တွေကိုမချုပ်ခဲ့လိုက်တယ်။ကျွန်တော်တို့ရဲ့တကားပေါင်းကြီးကိုလုံးဝဖွင့်လာခဲ့အဲ့လိုအဆိုးရွားမျိုးဆိုရင်ကျွန်တော်တို့အမှခံတယ်မှုအဓိကသူတို့ကရွေးကောက်ပွဲနိုင်မှုပဲလို့ကြည့် တို့တော့ပဲတို့ကြည့်တယ်ကျန်တာမကြည့်ဘူးတို့ရွေးကောက်ပွဲနိုင်ဖို့အတွက်ရခိုင်ဒေသမှာအဲ့လိုတော့ဘင်္ဂလားဒေ့ရှ်ကခိုးဝင်ပြီးနေထိုင်နေပေါ့လို့ပဲစားကလေးကချေတွေဘူးတို့ကမြန်မာနိုင်ငံသားတွေအဖြစ်နဲ့ပတ်ပုံနေထုတ်ပြီးလဲထုတ်ပြီးပြီးတို့တွေကိုမဲထည့်အောင်လုပ်တယ်မဲထည့်ပြီးတော့တို့အာဏာရအောင်လုပ်တယ်အဲ့ဒါကလည်းအမေရိကန်ပြည်အောင်စုနဲ့ပုံစံချင်းတူတယ်ပုံစံချင်းတူတယ်အမေရိကန်ပြည်အောင်စုနဲ့တူတယ်ဒီမိုကရက်တစ်အမေရိကန်ပြည်အောင်စုကဒီမိုကရက်တစ်ရလဲဒီလိုပဲလုပ်တာ ဒီလိုပဲလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီနီးပညာကလည်းအမေရိကန်ပြည်အောင်စုကခိုးချတာပဲဒါပေမဲ့အမေရိကန်ပြည်အောင်စုကအဲ့လိုလုပ်တဲ့နေမှာကျွန်တော်တို့နိုင်ငံမှာကျွန်တော်အဲ့ဒီလိုမလုပ်တဲ့